ဗီယက်နမ်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းကြီးဘူလွန်ကြောင့်တယောက်သေပြီးတငါသည်12ဦးပျောက်ဆုံးနေပါတယ်။ဗီယက်နမ်နိုင်ငံလယ်ပိုင်းမှာစက်တင်ဘာ29ရက်နေ့စောပိုင်းကတိုင်ဖုန်းမုန်တိုင်းဘူလွန်လက်ခံမှုကြောင့်လူတယောက်သေပြီးတငါသည်12ဦးပျောက်ဆုံးနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။မုန်တိုင်းကြောင့်လည်းအိမ်ပျက်စီးပြီးတအားလိုင်းတွေလည်းချုံရင်းသွားပါတယ်။မုန်တိုင်းဟာအနည်းဆုံးမှာရှိတဲ့ပြည်내တစ်ခုကိုဒေသ၁၂ပြည်မြေရှိနိုင်မှာဝင်ရောက်တက်ခတ်ပြီးအမြင့်ဆုံးလေတက်လုံက၁၁၀ကီလိုမီတာရှိပါတယ်။ ကုန်းတိုင်းဝင်ကြည်မှာတော့88ကီလိုမီတာထိအာရော့သွားပါတယ်။ကုန်းတိုင်းမြောင်းရှိမှာမုံတိုင်းဟာဘီလကန်လို့တခြားနိုင်ပေါင်းများစွာရွေးရှားခဲ့ပြီးလိုင်းမြင့်80မီတာထိဖြစ်ပေါ်ခဲ့ပါတယ်။ဘီလဟာမြို့မှာရေကြီးရေချမ်းပြီးတော့လူတယောက်ပြည်ပြီး30ဆယ်နှစ်ဦးပျောက်ဆုံးနေပါတယ်။ Country KI မှာတော့ငါဖက်လေလေးစင်းလျှောက်သွားပါတယ်။တိုင်ဖုန်းမနေမတိုက်ခတ်မီမှာအလပိုင်းပြည်နယ်မှာရှိတဲ့လေစင်းလေးကိုပိတ်ခဲ့ရလို့ရာချီတဲ့လေရင်ခီးစင်ရာပေါင်းများစွာဖြတ်သိမ်းခဲ့ရပါတယ်။ တမိထောက်လို့ရေဘဟုကျဲလို့လူပြည်များလည်းဟာတန့်နေတာမှာတော့နေထိုင်သူတောင်းအွဲကြောက်ကိုစာစီကြောင်းနဲ့စေပဆိုင်နေရာတွေမှာယာယီရွှေပြောင်းခုလို့စရာနေရာတွေဖြစ်တောင်းရှိသူတွေကစီစဉ်ပေးခဲ့ပါလေမော်လမ်းကြောင့်ဘင်းနဲ့နိုင်ငံနေရာနဲ့ပြောင်းမှုတိထားကြရသောမှုတွေစနေနေ့ကလေးကဖြစ်ခဲ့ပါလေရေကြီးမြေပြင်မှုတွေကိုအာနာပါနေကသတိပေးထားပါလေဒီနေ့ကနေ့ကနေအင်္ဂါနေ့ထိနိုင်ငံနေရာအတော်များမှာမိုးရေချိန်မီလီမီတာ900အထိရွာသွန်းနိုင်တယ်လို့မိုးစလာကသတိပေးထားပါလေ ဒီနေ့မှာ2025ခုနှစ်ပထမ9လအတွင်းတဘာဝဘေးကြောင့်လူသေဆုံးသူ100ကျော်သွားပါတယ်။ဒီကရနေ့စတေမာတွင်ကလည်းမွန်နိုင်းရာဂီတိုက်ခိုက်မှုကြောင့်ဒေါ်လာ3.3ဘီလီယံဘူးပျက်စီးပြီးလူများချီသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။နောက်လာမယ့်48နာရီအတွင်းခံမှန်းချက်အရတော့အဲ့ဒီအကောင်းတဲ့အမှုပိုင်းမုန်တိုင်းဘူးအလွန်ဟာအနောင်နောင်မြတ်ဘက်ကိုဆက်လက်ရွှေ့ရှာနိုင်ပြီး ဒီနေ့ညနေပိုင်းမှာလောင်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွေကိုမုံတိုင်းဘူလိုင်းဖြစ်၎င်း30ရက်နေ့နေ့ပိုင်းမှာလောင်နိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုကူပိုင်းမုံနိုင်ငံဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ VN မိုးလေဝသဌာနတွေကခန့်မှန်းထားတာဖြစ်ပါတယ်။